ောက်ဆုံးခံစစ်ကထိုးစစ်ဆိုတဲ့ဥစ္စာသူတို့နားလေထိုးစစ်ဆိုမရရတဲ့နည်းနဲ့ခံစစ်ကနေထိုးစစ်ကိုအမြဲတမ်းပြောင်းနိုင်အောင်သူတို့လုပ်သွားတယ်ဒီဒါကြောင့်မလို့သူတို့အခုလာမဲ့ရွေးကောက်ပွဲကတကယ်တော့ fake election နော် made in china fake election တည်တယ်မလားတရုတ်မှာလုပ်တဲ့ဥစ္စာတွေကအများသောအားဖြင့် fake တည်းကြီးပဲ ္ဂလာပါဆိုမိုင်းမင်္ဂလာကိုထင်မြဲဟုတ်ပြန်ဆုံပြန်ပြီးပေါ့နော်ဆိုမိုင်းရင်းတစ်ပတ်ကတော့ဒါကျွန်တော်မပြောပြလိုက်ဘူးပါဆိုမိုင်းအဲဒါအခုအခုတစ်ပတ်ကျတော့ဒါအဲမေးကြတယ်ဆိုမိုင်းအဲဆိုမိုင်းနဲ့စကားဝိုင်းမလုပ်သေးဘူးလားဒီတစ်ပတ်မလာဘူးလားအဲအဲ့လိုလေးမေးကြတယ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်တော့ဒါကျွန်တော်ပြန်ပြီးတော့လှုပ်ဖြစ်ပြီးပေါ့ဆိုမိုင်းအဲဒီတစ်ပတ်မှာလှုပ်ဖြစ်တဲ့ဆိုမိုင်းအဲ့လိုအဲပထမဆုံးပြောရမှာကြတော့လေအချိန်မကောင်းစရာပေါ့နော်ဆိုမိုင်းဒီပေါ်မှာ ဒါအချင်းချင်းဒါအပြစ်တင်ပြောဆိုနေကြရလဲရှိကြတာပေါ့ဆိုတော့အဲ့ဒါတော့ဒါစစ်ကောင်စီကဒါမုံရွာနဲ့ဒီချောင်းအဆက်ကြားကနေရာတစ်ခုမှာပေါ့နော်အာညာဘက်ကြီးပေါ့ဒါပြည်သူတွေကိုဒါဘုံကျဲပြီးတော့တိုက်ခိုက်သွားရှိရဲဆိုမှရဒီပါရမူတာနဲ့နှစီတက်လာပြီးတော့ဘုံနှလုံးကျဲချသွားပေါ့နော်ကျဲချပြီးရဲ့အပြင်မှာစစ်ကောင်စီကဘယ်လောက်ထိယုံပါလဲဆိုတော့ဆိုမှသူကဒီကျဲချသွားလို့လူတွေထိခိုက်သွားတဲ့အချိန်မှာကေဆေးကြီးတွေလောက်ရဆိုမှရ အဲ့လိုလှုပ်တဲ့အချိန်မှာကိုပဲသူကခေစေးလှုပ်နိုင်ပါတယ်ဆိုတဲ့နေရာတွေကိုထပ်ပြီးတော့ပုံကျဲတာမျိုးတွေလှုပ်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်ပြည်သူကိုအဆုံးထိရက်ဆက်တဲ့ပုံစံမျိုးတွေ့ရတာပေါ့ဆိုမှရအဲ့မှာဆိုရင်ဒါတေဆုံးကြတာကလေးတငယ်တွေရောအများကြီးပဲပေါ့နော်ဒါလူတွေထိသွားကြတာအများကြီးပဲပိုင်းပိုင်းအဆအဆတွေကိုဖြစ်သွားတာပေါ့ဆိုမှရဟိုတော်တော်ကိုယုံပါတယ်လှုပ်ရက်ကိုလှုပ်သွားတာပေါ့နော်အဲ့တော့အဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဘက်ကအာတော်လန်ပြည်သူတွေပေါ့နော်တော်လန်ကိုထောက်ခံအားပေးနေတဲ့သူတွေကအဲ့လို အဲကျွန်တော်ဂရုဏာဒေါသတွေလည်းပါမှာပေါ့နော်ဟိုဆိုတာဘာဖြစ်လို့ဒီလိုတပိတ်မျိုးလှုပ်တာလဲဘာဖြစ်လို့ဒီလိုဆန္ဒပြတာလဲအဲဒီအချိန်ဒီကာလရောက်နေပြီးအဲဆန္ဒပြလို့မရဘူးဆိုတာမသိဘူးလားဆိုတဲ့ပုံစံမျိုးပြောကြရတယ်ရှိတယ်အဲတစ်ဖက်ကပြန်ကြည့်တော့လေဒါလူလူကိုသတင်းစကားပါဖို့တွေအဲပြီးတော့ကျတော့တက်နိုင်တဲ့ဟာတွေဝိုင်းလုံးနေကြတဲ့အခါကျတော့ကျွန်တော်ကအပြစ်တင်တာမျိုးတွေကိုဒါအချင်းချင်းဒီဘက်မှာတက်ကွဲနေတာမျိုးရှိရအောင်ဆိုမှရဲ့အဲဆိုတာ စစ်ကောင်စီဖြစ်စေခြင်းတဲ့ဟာတွေကစစ်ကောင်စီရမလို့ရသေးဘူးဒီဘက်မှာဖြစ်နေတဲ့ဟာမျိုးတွေရှိတာပေါ့နော်ဆိုပါအဲ့ဟာနဲ့ပတ်သက်လို့လည်းဒါနည်းနည်းလေးဒါကျွန်တော်ဒီဘက်ကတော်လိုင်းကိုထောက်ခံတဲ့သူတွေနားလည်အောင်ပေါ့နော်အဲအဲ့ဒါလေးနည်းနည်းလေးပြောစေချင်တာပေါ့ဆိုပါဟုတ်ဟုတ်ကဲ့ဒီစစ်တပ်လုသွားတာပေါ့နော်ကျမတို့ဒီဥစ္စာကတော့ war crime ဘာလို့လဲဆိုတော့အဲ့ဒီဥစ္စာတွေကလက်နဲ့မကင်နာတဲ့လက်နဲ့မဲ့တီးသူတီးသူလူလူတွေသူတို့မှရှိတာဖျောင်းနိုင်နေပဲရှိတယ် ဖျောင်းတိုင်းကိုသုံးပြီးတော့ပေါ့နော်သူတို့မခံနိုင်တဲ့ဥစ္စာဟုတ်တယ်သူတို့နားလေတယ်ဒါပေမဲ့သူတို့မှမခံနိုင်လို့လို့အယံခံပြင်းလို့လို့ right သူတို့ရဲ့ဆန္ဒကိုဖျောင်းတိုင်းလေးထွန်းပြီးတော့သူတို့ပြကျင်တာဟုတ်တယ် right so အဲ့ဒီဥစ္စာကိုဒါစစ်တပ်ကတကယ်ရည်ရွယ်ချက်ကြကြနေပေါ့နော်လာပြီးတော့ဘုံချဲသွားတာနော်ဟုတ်တယ်လက်နဲ့မကင်နာတဲ့လူတို့လက်နဲ့မကင်နာတဲ့အပြစ်မဲ့ကလေးတွေ right သူတို့အမသူတို့ဆန္ဒသူတို့ဆန္ဒကိုပြကျင်တာသူတို့ဒီဥစ္စာမခံနိုင်တဲ့ဥစ္စာကိုပြကျင်တာဒါပဲသူတို့ချီတယ် right အဲ့ဒီဥစ္စာကိုလာဘုံကျဲသွားတယ်ဆိုတာကဘယ်လိုမှအာခွင့်လွတ်စရာမရှိဘူး။ Yeah လက်မခံနိုင်ဘူး။အဲ့လက်မခံနိုင်ဒီဥစ္စာတကယ်တကယ်အဒီဥစ္စာအာရာဇဝတ်ကောင်နေ။ ရာဇဝတ်ကောင်တွေလုပ်တဲ့ဥစ္စာဒါတကယ် military target မဟုတ်ဘူးဒီဥစ္စာတကယ် professional စစ်တပ်တစ်ခုရဲ့ target လုပ်တဲ့တကယ် valid target မဟုတ်ဘူးဟုတ်ဟုတ်ပါနော်ဒီဥစ္စာရာဇဝတ်ကောင်တွေလုပ်တဲ့လုပ်နည်းလုပ်ဟုတ်ဒါ military target မဟုတ်ဘူးဆိုတော့အဲ့ရအတွက်ကိုဒီနေ့ဒီဒီဥစ္စာသူတို့ဗာလက်တာ war crime နဲ့သူတို့ ပြန်ပေးစရာဒါပတ်သက်သွားပြီအဲ့ဒီဥစ္စာတွေ charge လုပ်ရမယ်အဲ့ဒီဥစ္စာတွေမဟုတ်လို့လည်း Amnesty International ကလည်းရေးထားတယ်ဒီဥစ္စာတကယ်ဒီဥစ္စာ war crime ဒီဥစ္စာအဲ့ဒီဥစ္စာတကယ်မှန်ကန်တဲ့ military target မဟုတ်ဘူးဆိုတော့ဘယ်သူမှဒီခလေးဟိုပါလေပထမဆုံးအပြစ်တင်မှုအပြစ်တင်ရတယ်ဆိုလို့ရှိရင်ဒါစစ်တပ်ကိုအပြစ်တင်ရမယ်မင်းအောင်မင်းရဲ့စစ်တပ်ကိုရာဇဝတ်ကောင်စစ်တပ်ကိုအပြစ်တင်ရမှာ right ဘယ်သူမှအပြစ်တင်စရာမလိုဘူး ။ရာဇဝတ်ကောင်စစ်တပ်ဒါပဲမှတ်မှမှတ်မှတ်ထားရတယ် right ။ဟုတ်ဟုတ်။ဒါဆိုအဲ့ဒီဥစ္စာစစ်တပ်တစ်ခုလုပ်တဲ့ target မဟုတ်ဘူး။ဟုတ်ဟုတ်။အဲအဲ့ဒါလည်းတကယ်အမှန်ပဲဆိုရင်သူကဘာလို့လဲဆိုတော့ဒီပါရာမူတာနဲ့အပေါ်ကနေပြီးတော့ကြည့်ရင်တောင်မှအောက်မှာဘာလုပ်နေတယ်လဲဆိုတော့ဟာကိုဒါသူတို့ဆုံးဖြတ်လို့ရတယ်ဆမရ။အာဒါကဟိုဒါသူတို့ကိုတိုက်ဖို့အတွက်လုပ်နေတဲ့ဟာမျိုးလည်းမဟုတ်ဘူး။အဲတလက်တွေနဲ့ဒါလူတွေစုတန်းစီပြီးတော့သူတို့ကိုတိုက်ဖို့အတွက်ဆိုတဲ့ပုံစံမျိုး ဒါလက်ညောင်းလာနေပုံစံလည်းမဟုတ်ဆိုရယ်သူကသူအေးဆေးဆေးနေပြီးတော့ပဲဒီဖြောင်းနိုင်ပြီးနေပဲပေါ့နော်ဒါခြနာထုတ်ပေါ်တဲ့ပုံစံမျိုးပဲပေါ့နော်အဲဒါတော့မှပဲကျွန်တော်ထင်တယ်အဲ့လိုမျိုးအတိအကျပုံစံကြီးလည်းမဖြစ်နိုင်ဆိုရယ်အဲ့မှာဒါကလင်းငယ်တွေလည်းအများကြီးပါလာဘူးပေါ့နော်အဲကျတော့အဲဥစ္စာကိုစစ်ကောင်စီကအခုဆိုရင်သူကထိုးချတဲ့ပုံစံမျိုးတွေလုပ်တယ် သူတို့ကဒီလိုမျိုးဒါဆန္ဒဖော်ထုတ်လို့ပဲသူတို့ကဒါမျိုးလုပ်ရတယ်ဆိုရဲဟာပေါ့နော်အတိုင်းမဲ့ဆမိုင်းပြောလိုက်တဲ့ဟာမှာတော့တော်တော်လေးရှင်းရှင်းလင်းလင်းဖြစ်သွားတယ်ဆန္ဒဖော်ထုတ်တိုင်းသူတို့ရဲ့ရန်သူလားပေါ့နော်ဆန္ဒဖော်ထုတ်တယ်ဆိုတာဖြောင်းနေတဲ့အခုပြောတယ်ပေါ့နော်တနက်နဲ့ပြောနေရမှာမဟုတ်တာဒါပေမဲ့သူတို့ကအဲ့ဒါကိုတနက်နဲ့ပြောတဲ့သူတွေလိုပဲရဲရဲဆက်ဆက်ဒါရန်သူလိုပေါ့နော်ဘုံကျဲတိုက်ခိုက်သွားတာဆိုတော့တော်တော်လေးရုံမှာရိုင်းဆိုင်တာပေါ့နော်အဲဥစ္စာကိုဒါဆမိုင်းပြောလို့ဒါနမခတိုင်းမူအရင်တုန်းကစစ်တုံးမှန်ဖြစ်ခဲ့ဘူးလေသူ အဲ ID တိုင်းမှုကပဲအမိတ်ပေးခဲ့တာဆိုပြီးတော့တည်ရတယ်ဆိုပါဟုတ်อืมဟုတ်ဒီကြောင့်မလို့ပဲဒီဒီဒီစစ်တပ်ရှိနေတဲ့ကာလပတ်လုံးပုံနော်တကယ်ဒီမိုကရေစီဆိုတာမရှိနိုင်ဘူးဘာဒီဆန္ဒပြရတယ်ဆိုတာကဒီမိုကရေစီဒီမိုကရေစီဟိုဗာလေနိုင်ငံတိုင်းမှာလုတ်ပိုင်ွယ်ရှိတဲ့ဥစ္စာ right ဖျောင်းနိုင်ငံပြီးတော့ဆန္ဒပြတာ ဥစားတောင်ကိုမှသူတို့ထားတခါတယ်အထားရလုတ်တယ်ဆိုရဲကဒီဒါကြောင့်မလို့သူတို့အခုလာမဲ့ရွေးကောက်ပွဲอ่ะတကယ်တော့ fake election နော် made in china fake election သိတယ်မလားတရုတ်မှာလုတ်တဲ့ဥစားတွေကအများသောအားဖြင့် fake တည်းပဲသိတယ်မလား right any fake election နေဟုတ်တယ်။ Yeah. So အကြောင်းမလို့ဒီစစ်တပ်ရှိနေတဲ့မြကာလာပလုံဒီဒီဒီစစ်တပ်ဆိုတဲ့ဒီအခု တိုင်းပြည်တိုင်းမှာစစ်တပ်လိုအပ်တယ်။ဒါစစ်တပ်လိုအပ်တယ်။ဒါပေမဲ့ professional စစ်တပ်လိုအပ်တယ်။ဟုတ်တယ်ဆောမ။ဒီ Yazoo welcome စစ်တပ် militant ဥစားမလိုအပ်ဘူး။ပြဿနာလုံးနေလုံးဟန်နေရဒီ Yazoo gain နေလုတ်တဲ့လုံးနေလုံးဟန်နေတကယ် professional စစ်တပ်လုတ်တဲ့လုံးနေလုံးဟန်နေ။ဟုတ်ဆိုဟုတ်အဲသူတို့ရဲ့မိသားစုတွေလည်းဒါတွေကိုမြင်တွေ့နေရမှာပဲဆရာမကြီးအဲ့မိသားစုတွေလည်းအဲ ဒါဖြစ်စေချင်တာပေါ့နော်သူတို့တာသမီတွေလုံနေတဲ့အလုပ်တွေကပြည်သူကိုတတ်ဖြတ်နေတဲ့အလုပ်တွေပေါ့နော်အခုလိုမျိုးဒါဘုံကျဲချသွားတယ်သတင်းတွေတက်လာတယ်အဲ့ထက်မှဒါကလေးသူငယ်တွေပါတယ်မျိုးသမီးတွေဒါအသက်အရွယ်အဆုံးပေါ့နော်အဲအဲ့လိုမျိုးဒါမြင်ရတွေ့ရတဲ့အခါကျတော့သူတို့တွေဘာမှမဖြစ်ဘူးလားပေါ့နော်ဟိုကျွန်တော်စဉ်းစားမိရပါတော့ဒီစစ်သားတွေရဲ့မိဘတွေပဲဖြစ်ဖြစ်သူတို့ရဲ့မျိုးသမီးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲသူတို့မှလည်းတာဝန်ရှိတယ်လို့ဒါကျွန်တော်ယူဆမိတာပေါ့ဆရာမကြီးဟော ဲ့ဒီဥစ္စာနဲ့တခုကြတော့ဗုဒ္ဓဘာသာ you know မြန်မာနိုင်ငံမှာလူတိုင်းကသူတို့ကဗုဒ္ဓဘာသာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံ you know ပြောနေတယ်ဒါပေမဲ့အဲ့ဒီဥစ္စာတကယ်ဗုဒ္ဓဘာသာအတွက်အထွတ်မြတ်ဖြစ်တဲ့အချိန်ကာလမှာဟုတ်တယ်ဆရာဟုတ်တယ်အဲ့ဒီဥစ္စာကိုလုတ်သွားတယ်ဆိုတော့ဘလောက်များ um ဘလောက်များယုတ်မာလဲပေါ့နော်ဘလောက်များယုတ်မာလဲဒုတိယကမ္ဘာစစ်မှာတော့ဆိုပါတော့ဟိုဗါလဲဂျပန်ကလာပြီးတော့အဲ့ဒီဗါလဲသတင်းကျွန်းတွေမှာလောက်သွားမယ်ဆိုလို့ရှင်အဲနားတော့နားလည်နိုင်သေးတယ်သူတို့တွေကမသိဘူးဒီဥစ္စာ right ဒါကုလူအချင်းချင်းเนาะဒီ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 ကာလကဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မြင့်မြတ်ပြီးတော့ဦးနင်းလောက်တဲ့ဥစ္စာတွေကိုသူတို့တွေကအဲ့ဥစ္စာတွေအသုံးချပြီးတော့တကယ်လူသက်တယ်ဆိုတဲ့က ငရေကြီးကတော့၃လေးက၃လေးက၃လေး၅ကငရေကြီးမယ်လို့ကျွန်မစိတ်ထဲမှာထင်တယ်။ဗုဒ္ဓဘာသာတရားအနေနဲ့ပေါ့နော်ဒီဥစ္စာ။ဟုတ်တယ်ဆရာကြီး။အာအခါကြီးရဲ့ကြီးလည်းဖြစ်တယ်။အထွတ်မြတ်ထားတဲ့နေမျိုးလည်းဖြစ်တယ်ပေါ့နော်။အဲ့လိုနေမျိုးကဘယ်သူမှဆိုကုသိုလ်ကောင်းမှုလုပ်နိုင်ဖို့အတွက်ပဲစဉ်းစားနေတဲ့ချိန်မျိုး။အဲအဲ့ဒါမျိုးမှာဒါစိတ်ကောင်းစီကအကုသိုလ်လုပ်ဖို့အတွက်ပဲအမြဲတမ်းစဉ်းစားနေတာ။ဒီလိုနေမျိုးတော့မချောင်တဲ့စိတ်ကောင်းစီရှိနေသေးတယ်ကတော့တရားမြတ်တာမှုဆိုတာဆရာကြီးပြောလို့ဘယ်တော့မှရှိလာမှာမဟုတ်ဘူးပေါ့နော်။ ါကတော့ကြည်ကွဲဝန်းနေကြပါဘောเนาะပြည်သူတွေအတွက်ကြည့်မယ်ဆိုရင်ဒီမိုင်းဒါအယောက်20ကျော်40ကျော်တန်ရရတယ်တိတ်ဆုံးတာတွေက20ကျော်လေးရှိတယ်ဆိုတော့တော်တော်ဆိုးရတဲ့အခြေအနေဖြစ်သွားတာဘောเนาะအဲ့တော့ဒီအတွက်တော့တို့ပြန်ပြီးတော့တာဝန်ယူရတာတွေတော့ရှိမှာပေါ့ဆိုပါရင်အဲ့အတွက်လည်းကျွန်တော်စူးစမ်းပါဘောเนาะအဲ့တော့အဲအဲ့အတွက်စူးစမ်းနေတဲ့ဒါအဖွဲ့ကြီးရှိတယ်ပေါ့ဆိုပါရင်အဲ့ဒါဒါကျွန်တော်ဒါတရင်ကောင်းပေါ့เนาะဒါကတော့အရခတက်တော့အေးပေါ့ဆိုပါရင်သူကအခုဒီရက်ပိုင်းနေမှာအဲဆိုရင်တော်တော်ကို ဒါအားရစရာကောင်းတဲ့အနေအထားမျိုးတွေမြင်ရဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကသူကအဲ့ဒီ AA နဲ့ဒီဒီ PDF တွေပူပေါင်းထားတဲ့နေရာတွေရှိတယ်ဆိုမှသူကအဲဒီဒီရခိုင်နဲ့အရာဝတီအဆက်ပြီးရင်ရခိုင်နဲ့ဘကိုးအဆက်ပြီးရင်ရခိုင်နဲ့ဒါမကွေးအဆက်ပေါ့နော်အဲအဲ့လိုနေရာမျိုးတွေမှာသူကဒီစစ်ကောင်စီကအင်အားတွေတိုးလေဆိုမှတိုးပြီးတော့သူကသူရွေးကောက်ပွဲလုပ်မယ်လို့ရည်ရွယ်ထားတဲ့ဒီတောင်ကုတ်တို့အန်းတို့တန်တွဲတို့ပေါ့နော်အဲအဲ့ဘက်ချမ်းတွေကိုသူကဝင်ကျင်လာဆိုမှ အဲ့တော့အဓိကတော့ तू ဆုံးရှုံးထားတဲ့နေမြေတွေကို तू ကပြန်ပြီးတော့ရဖို့အတွက်ကြိုးစားနေတာအသေးအံပဲဆိုပါလိမ့်စင့်အားတွေဆိုတာလဲပို့တာအသေးအံပဲပေါ့နော်ဒါပေမဲ့ तू ကဆုံးရှုံးထားတဲ့နေမြေပြန်ပြရတဲ့ထပ်ပြီးမှဆုံးရှုံးတယ်ပေါ့နော်အခုဆိုရင်ဒါ तू ကဟိုသူ့အတွက်အရန်အရေးကြီးပါတယ်ဆိုတော့ဒီကာဘာဆာ14လို့နေရာမျိုးတွေကာဘာဆာ6လို့နေရာမျိုးတွေအထိအေကရောက်လာနေပြီပေါ့နော်ဆိုပါလိမ့်ဒါတမိုင်ဆိုတော့ဒါအကွာဝေးကလှမ်းခေါ်ရင်တော့မှဒါကြားနိုင်တဲ့အနေအထားဖြစ်နေပြီပေါ့နော်အဲ့တော့ကျတော့ အဲအေကအဲကျွန်တော်အတွေးထဲမှာတော့ဩခန်းစစ်ခန်းစစ်ခန်းစစ်ဆိုတဲ့ပုံစံမျိုးမြင်နေရတယ်ဆိုပေမဲ့လက်ရှိအချိန်ဒီမှာတကယ် तू အပဲပြန်ပြီးတော့ထိုးစစ်ဆင်ပြီးတော့တိုက်သွားတဲ့အနေအထားမြင်သွားရတော့ဆက်မိုင်းအဲကျတော့အားရစရာကောင်းတယ်ပေါ့နော်အဲကျဒီအခက်တက်တော့အေကိုပြန်ပြီးတော့သုံးသက်တဲ့ခါကျတော့ तू ကရခိုင်ပြည်နယ်တဲ့60ရာခိုင်နှုန်းကိုလည်း तू ထိန်းချုပ်ထားနိုင်ပြီးပြီအပြင်တခြားတန်ဒေတာ၃ခုမှာရှိတဲ့နယ်မြေတွေကိုလည်းသူဥတီလာနိုင်တဲ့အနေထားပေါ့နော်စစ်ကောင်စီရဲ့အဓိကနေရာတွေကိုလည်းချိတ်ချောက်နိုင်တဲ့အနေထားဖြစ်လာတော့ ဒီလောက်ကာလအတော်အတွင်းမှာဒီလောက်ထိအောင်မြင်လာတဲ့အာခတ်တတော် A ကအဲဘယ်အကြောင်းချင်းရာတွေကြောင့်လို့အောင်မြင်တယ်လို့ကျွန်မကြီးတင်မိလေပေါ့ဟုတ်ကျမအရင်တော့ပြောသွားတယ်နော်အဲစစ်စီအေးဆိုင်ရမူဝါဒကိုရရှိတယ်ဆိုတာလေအဲ့ဥစ္စာနဲ့လည်းပြန်သမလဲဒါပေမဲ့အဲ့အဲ့စီမသွားခင်ပထမအေးအေးရဲ့ professionalism ဟုတ်နော်သူတို့တွေကတကယ်ပြန်ကြီးလိုက်လို့ရှင်တကယ် professional ဖြစ်တဲ့စစ်တပ်ဖြစ်နေဟုတ် မင်းအောင်လိုက်စစ်စကရာဇဝတ်ကစစ်တက်လို့ဖြစ်ပြီးတော့အေးအေးကတကယ်အာ professional စစ်တက်သူတို့လုံနေလောက်ဟာနေက professional စစ်တက်တစ်ခုရဲ့လုတ်တဲ့လုံနေလောက်ဟာနေကျွန်တော်တို့အတွေ့ဟုတ်ဟဲ့အနောက်တစ်ခုကြတော့အေးအေးမှာမဟာဗျူဟာရှိနေတယ်လို့တို့အတွေ့သူတို့လုံနေတဲ့ဥစ္စာအရှိအနောက်နဲ့တခါချိတ်ဆက်ပြီးတော့လေတကယ်သူတို့ရဲ့ plan တိုင်းသူတို့သွားနေတယ်ဆိုတာတွေ့ရတယ်ဟုတ်ဟုတ် ဆိုတော့အဲ့ဒီဥစ္စာတစ်ခုပါတယ်။အပီးလည်းပြီးရောမဟာဗျူဟာလည်းရှိတယ်။ဆိုတော့ပြီးတော့ပြီးလို့ရှိရင်သူတို့မှာပေါ့မဟာဗျူဟာရှိတဲ့အတွက်ကြောင့်မဟုတ်လို့နီးဗျူဟာပေါ့နော်။နီးဗျူဟာနဲ့မဟာဗျူဟာနဲ့အများအားဆက်ဆက်ပြီးတော့သူတို့လုပ်နေတာအအရန်အအသွားတွေ့ရ။အပီးလည်းပြီးရောဘာကြောင့်သူတို့အခုအများအားအောင်မြင်လဲဆိုတဲ့အခါမှာကျွန်မအရင်တုန်းကပြောသွားတယ်။အရင်တော့ဟိုကျွန်မတို့အရင်ပထမဆုံးလုပ်တဲ့တုန်းကလေအဲ့ဒီစိတ်ရေးဆိုင်ရာအခြေခံမူရကိုကိုရဟုတ်။အဲ့ဒီဥစ္စာနဲ့သူတို့ပြည့်စုံနေတယ်။ အရင်ပြည့်စုံတယ်ဆိုပထမဆုံးပြောတာကျွန်တော်ပြောတယ်ကြီးရွယ်ချက် right ဟုတ်ဒီ number number 1ကကြီးရွယ်ချက်သူတို့မှာခိုင်ခိုင်မာမာရှင်းရှင်းလင်းလင်းကြီးရွယ်ချက်ရှိတယ်ဟုတ်သူတို့ရွယ်ချက်ဆိုတာလူတိုင်းသိတယ်ဟုတ်သူတို့ရဲ့စစ်သားတိုင်းလည်းသိတယ် right ဆိုတော့အဲ့ဒါဟာအဲ့ဒါအရေးကြီးတယ်ဆိုဘာလို့ရမလဲဆိုတာသူတို့သိတယ်ဆိုပြီးလဲပြီးတော့ခုနကကိုထက်မြက်ပြောသားတော့ပဲသူတို့ကခံစစ်က အကောင်ဆုံးခံစစ်ကထိုးစစ်ဆိုတဲ့ဥစ္စာသူတို့နားလေထိုးစစ်ဆိုမရရတဲ့နည်းနဲ့ခံစစ်ကနေထိုးစစ်ကိုအမြဲတမ်းပြောင်းနိုင်အောင်သူတို့လုပ်သွားတယ်ဟုတ်တယ်ဆိုရင်ဟုတ် right so that number 2 number 2 at who's it no now number 3จ้ะတော့ soup on in ah ဟုတ်တယ် soup on in ah soup on in ah ဟုတ် soup on ya yan gaung ni right သူတို့မှာအခုဆိုလို့ရှင်သူတို့က professional ဖြစ်တဲ့အတွက်ကြောင့်မလို့လေတခြားမဟာမိတ်တွေอ่ะအများကြီးသူတို့နဲ့တိုက်ချင်တယ် ်သူတို့နဲ့စုပေါင်းလုပ်ချင်တယ်ဟုတ်လဲဟုတ်လဲငါတို့သူတို့နဲ့စုပေါင်းလုပ်ရဲ့ဥစ္စာသူတို့ကုန်ယူရဲ့ဟဲ့ဆိုတော့သူတို့တက်ဒီစုပေါင်းအင်အားဆိုတာပို့ပြီးတော့သူတို့ရနိုင်ဟုတ်အဲ့ဒါ number 3 right oh number 4ကြတော့တက်အင်အားချွေတာချင်းသူတို့ဘယ်အချိန်မှချွေဘယ်တက်ကိုချွေတာရမလဲဆိုတော့သူတို့နားလေနားလေဟုတ်ဟုတ် နည်းနည်းလေးဆုတ်ထားလိုက်တယ်ပြီးတော့မှသူတို့ဆွဲခေါ်လိုက်တယ်ပြီးတော့မှသူတို့ချအဲ့လိုမျိုးကြီးပေါ့နော်ချွေတားခြင်းစနံပါတ်၄နံပါတ်၅စီရေလွတ်လပ်စွာလှုပ်ရှားမှုဟုတ်ဒါဆိုသူတို့ခုနပြောသလိုမျိုး60ရာခိုင်နှုန်းသူတို့ပိုင်နာပြီဆိုတော့သူတို့ရဲ့ဟိုဘာလဲ maneuverability ပေါ့နော် maneuver လောက်ရတာနော်ဒီလှုပ်ရှားမှုကအရင်မဲ့လွတ်လပ်တယ်အရင်မဲ့လွတ်လပ်တယ် အဲ့တော့သူတို့ကအဲ့ဒီ maneuver ရဖို့အတွက်ကလေသူတို့ကဝင်နေပေါ့နော် security perimeter ဟိုအများဆုံးတခြားမဟာမိတ်တွေနဲ့နေတဲ့ပူးပေါင်းပြီးတော့လုပ်တယ်ဟုတ်တယ် so အဲ့ဒီဥစ္စာကလေကိုယ့်ရဲ့ maneuverability ကိုပို့ပြီးတော့တိုးတက်စေတယ်ဟုတ်ဟုတ်ပဲလှူရှာမှုကိုပို့ပြီးတူတက်စီတယ်။ဘာလို့ကောမဟာမိတ်ညာလာလေးလေးမဟာမိတ်တွေ ਨੇ ဒီဒီလှူရှာရတာပို့ပြီးတော့ဟိုပါလေလွယ်ခုလာလေလှူရှာရဥစားလွယ်ခုလာ အဲ့နောက်နောက်ဆုံးနံပါတ်6ကြတော့เนาะပေါင်းစည်းကုတ်ကဲမှုဟုတ်ကဲ့ဆောဟုတ်ပေါင်းစည်းကုတ်ကဲမှုဘာမှပြောစရာမလိုလူတိုင်းသိတယ်ဟုတ်တယ်ပေါင်းစည်းကုတ်ကဲမှု right နောက်တစ်ခုကြတော့နံပါတ်7ကြတော့လုံခြုံရေးလုံခြုံရေးဟုတ်ပြောလုံခြုံရေး operational security upsec အရန်ကောင်းနေအခါမှမကြဘူးနောက်ဆုံးကြတော့မှသူတို့ပြောတော့မှသိ right upgrade တာမရှိဘူးဟုတ်ဟုတ် လုံးလုံးညအလုံးကြုံကောင်းတဲ့အခါကျတော့เนาะဒီ operation security ကောင်းတဲ့အခါကျတော့ number 8 elite တိုက်ခိုက်မှုအောင်မြင်လဲဆိုတော့ elite တိုက်ခိုက်မှုအများကြီးလုပ်လို့ရဟုတ်ဟုတ်အပီလေပြီးရောနောက်ဆုံး number 9ကကျတော့ရိုးရှင်းမှုဟုတ်ရိုးရှင်းမှုဆိုတာသူတို့ရဲ့ခုနအဲ့ဒါအုတ်ကရည်ရွယ်ချက်နဲ့ပြန်ပြီးတော့ကြိုက်တယ်သူတို့ရဲ့ရည်ရွယ်ချက်ကရိုးရိုးရှင်းရှင်းတိတိကျကျခိုင်ခိုင်မာမာရှိတယ်ဟုတ်ရှိတယ်ဆိုတော့ ဲ့ဒီကိုချက်နဲ့ပြန်ပြီးတော့အသုံးချပြီးတော့အေးအေးကိုပြန်သုံးသက်လိုက်တယ်ဆိုတော့အားလုံးကသူတို့ကအဲ့ဒီဥစ္စာလိုက်နိုင်ဟုတ်ဟုတ်အားလုံးပြည့်စုံတယ်ဟုတ်တယ်ဟုတ်အဲ့ဒီဥစ္စာနဲ့နောက်ခုနပြောတဲ့ professionalism နဲ့နော်သူတို့က professionalism ရှိတယ်အာစစ်တီတော်ရဲ့ professionalism ရှိတယ်နောက်ပြီးတော့မဟာဘီဝါသူတို့ကမဟာဘီဝါရှိတယ်ဟမ်ဆိုရရမလို့အေးအေးအောင်မြင်ဟုတ်ဆိုပါအဲကြောင့်တကယ်တည်းဒီချက်တွေအကုန်လုံးနဲ့သွားကိုက်ညီတယ်ပေါ့နော်ဆိုပါရင်ဒါအခု အလင်းငိုက်တိုက်တဲ့ဟာမျိုးဘာမျိုးဆိုရင်ဒါစစ်ကောင်စီကဘာမှကိုလှုပ်လို့မရတဲ့အနေအထားဖြစ်သွားတယ်ဆမရဟိုသူတို့တက်မတွေပါပြန်ချင်းနေပါတော့အဲပထမဒါကိုကိုဒါသူတို့အထိနာသွားတဲ့အချိန်မှာစားကဆက်ခွန်နဲ့ပြန်ချင်းလာတယ်ရှိတယ်အဲအဲ့လိုပြန်ချင်းပြီးတော့တက်လာတဲ့အချိန်မှာတက်လာသမျှဟာအကုန်လုံးကိုပြန်ပြီးတော့သူတို့တုံ့ပြန်နိုင်တယ်ဒါဒီခုနလိုပေါ့နော်အလစ်တိုက်ခိုက်နိုင်မှုတွေဒါအများကြီးလုံနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဆိုင်းပြောလို့ပဲလုံခြုံမှုလည်းအရန်ကောင်းတဲ့အတွက်သတင်းတွေဘလို့မှ လိုက်လို့မလွယ်ခဲ့ဘူးပေါ့နော်အဲသူတို့ထုတ်ပြန်ပြီဆိုတဲ့ခါကြမှာပဲတည်ခွင့်ရခဲ့တာတွေအများကြီးပဲပေါ့နော်အဲပုံမှန်ကျွန်တော်လိုက်ဆောင်စမ်းတဲ့ခါမှာနေချင်းလောက်ပဲမရောက်တော့မှုရတယ်ပေါ့နေချင်းလောက်ပဲအဲ့ဒါကလည်းသူရဲ့ဒီပေါင်းစည်းကုတ်ခဲ့တဲ့ဟာတွေအရန်ကောင်းတယ်ပြင်ခုနကဒါစူပေါင်းပြီးတော့လုတ်တဲ့ဟာတွေအရန်ကောင်းတော့ဒါတဲ့ဘယ်မဟာမိတ်ကိုပဲတော်မီတော်မီမဖြစ်ဘူးဆိုမှသူအဲ့လို this is it အချိန်တန်ရင်တည်ရမှာအချိန်တန်ပြီဆိုရင်တည်ရမှာ သတင်းကောင်းတွေရှိတယ်အဲ့လိုမျိုးပုံစံမျိုးပဲပေါ့နော်အဲ့တော့စူပေါင်းအင်အားတွေကောင်းတယ်ပေါင်းစည်းကုတ်ခဲတာတွေကောင်းတယ်အဲပြီးတော့ဒါသူတို့တွေလှုပ်လှုပ်ရှားတဲ့ဟာတွေကိုဒါတုံတုံနဲ့တိခွင့်မရတာတွေပါတယ်ပေါ့နော်အဲနောက်တစ်ခုကအဲ့လိုတက်အင်အားချွေတာလည်းသွားဟုတ်တယ်ဆိုမှအဲ့ဒါအဲ့လိုလေတချို့စခန်းတွေလက်လို့လိုက်ရတယ်ဆိုပြီးတော့ကျွန်တော်ကြားရတယ်ဆိုမှရအဲ့တော့ဒီလက်ခုံဘက်တွေဘာတွေမှာဆိုရင်အဲ့လိုတချို့အေရဲ့နေရာတွေလက်လွတ်လက်ရလက်လွတ်လက်ရပြီးတော့ဟာ အဲ့ဆိုဘာဘလို့ဖြစ်တာလဲပေါ့နော်စစ်ကောင်စီရဲ့ထိုးစစ်က A ဘက်မှာလည်းတွားပြီးတော့ဒါအကျိုးရှိနေပြီလားပေါ့နော်တက်ရောက်နေပြီလားအဲ့လိုတွေးတာပေါ့နော်ဒါပေမဲ့မကြောက်ဘူးအဲ့နေရာတွေပါအကုန်ပြန်သိမ်းပြီးရှေ့ပါဆက်တူသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေအရဆာအခါတော်တော် A လို့တော့ဒါအချိန်လိုတွင်းမှာဒီအချက်တွေနဲ့လည်းကိုင်းညီတယ်ပြီးရင်ခုနလို professional ဖြစ်တဲ့အတွက်အဲတကယ်ကိုကောင်းမွန်တဲ့အောင်မြင်မှုတွေရတာကိုလည်းမြင်ရပါတော့အဲ့တော့အဲဆရာကြီးတခြားအဖွဲ့တွေအနေနဲ့လည်းဒီဟာတွေကိုဒါတေချာလိုက်ပြီးတော့ ဒါသင်ငန်းစာယူလာပဲဖြစ်ဖြစ်ပေါ့နော်ကို့အဖွဲ့ကဒီကိုကျက်နဲ့ကန့်ညီမှုရှိမှရှိဒါတေချာလိုက်ပြီးတော့စဉ်းစားပြီးတော့သုံးသပ်ပြီးတော့လုပ်မယ်ဆိုအောင်မြင်နိုင်တယ်လို့ဒါပြောရမှာပေါ့နော်ဆရာမဟုတ် so professionalism right ခုနပြောသားတယ်ဒီဒီကိုကျက်လဲပါတယ်ဒါနောက်တစ်ခုက professionalism ဆိုတာစစ်သားတယောက်စစ်သည်တော်တယောက်အနေနဲ့ပေါ့နော်ဒီ discipline နော်ကိုယ့်ရဲ့ code of conduct discipline ဒီလူလူနဲ့ဆက်ဆံတာ ယူဒီလေးစွာစွာဆက်ဆံတယ်တည်သူလူလူယုံကြည်မှုကိုရအောင်ဆက်ဆံနိုင်တယ် right နောက်ပြီးတော့ဟိုဗာလဲဘာသာကမဖွာနေတော့ right စစ်သားတယောက်အနေနဲ့ဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဟိုပြောလိုက်ဒီပြောလိုက်ဟိုပုံမှာ post ဆိုလိုက်အဲ့လိုမျိုးတွေမလုပ်ဘူး right အဲ့ဒီအကြောင်းမလို့ကျွန်မပြောတာ professionalism right အဲ့ဒီဥစ္စာ professionalism နဲ့ဆိုင် တို့အားလုံးကဒီ code of conduct code of conduct ဆိုတာအဟိုဘာပြည်သူညှင်းဆဲတာနဲ့မလဲပါတယ်နောက်ပြီးတော့ကြာတော့ onion ဒီမှာလုံးသိမ့်လုတ်ထိုက်တာပေါ့နော်စစ်သားတယောက်ရဲ့ဒီခုနလုံကြုံကြီးဆိုတာအရန်ကြီးကြီးတယ်အဲ့ဒီဥစ္စာကိုလည်းလုံလုံချုံချုံလုံနိုင်တာဟိုင်းဆိုတော့အဲ့ကြောင့်မလို့သူတို့မှဟိုဘာလဲအများကြီးအာအောင်မြင်တာအော်ဆောအများအမရနဘခုနပြောသားသမဲ professional ဖြစ်တဲ့အတွက်ကြောင့်မလို့เนาะတခြားမဟာမိတ်တွေကလည်းသူတို့ကူညီခြင်းတယ် ပြည်သူလူထုကလည်းအကူအညီချက်နဲ့ဟုတ်တယ်ဆိုတော့ right ဆိုတော့ပြည်သူလူထုဆက်ဆံရေးအာမဟာမိတ်ဆက်ဆံရေးကလည်း professional သူတို့တွေက professional ဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့အားကောင်းလာတယ်ဆိုအဲ့ဒီဥစ္စာတွေကလည်းနောက်ထပ်ဟိုနောက်သူတို့ support သူတို့ဒီအောင်မြင်မှုကိုပေါ့နော်ထောက်ပံ့ပေးတယ် yeah ဟုတ်ဆိုတော့ဟုတ်အဲ့လူထုထောက်ခံမှုကလည်းသူတို့စီမှာလေအဲ့လိုတကယ်ကောင်းတယ်ဆိုမှရအဲ့လို အဲလူလူကအဲ့လိုသူတို့ပါဝင်နိုင်တဲ့ဟာပေါ့နော်ဒါယုံကြည်တော့ကြတော့ဆိုမှရလူလူထောက်ခံမှုကတကယ်ကောင်းတယ်အဲဒီဒီသူတို့တွေဒီဒီတပ်ဖွဲ့တွေရဲ့လှုပ်ဆောင်နေမှုတွေအဲဒီဒီသူတို့တိုက်ခိုက်နေတယ်ဆိုတာကဘသူအတွက်ဆိုတဲ့ဟာတွေကိုသူတို့တေချာနားလေတဲ့ခါကြတော့သူအဲ့လိုအဲအခြားနိုင်ငံရောက်နေတဲ့ဒါတခိုင်လူမျိုးတွေဆိုရင်လည်းအဲဒီတပ်ဖွဲ့အတွက်လှမ်းပြီးတော့ကူညီတာတွေကိုသူကမပြတ်မကွက်လုပ်ပြီးရဆိုမှရအပြင်အတွင်းထဲမှာရှိနေပါသေးတယ်ဆိုတော့ဒါသူတို့ရဲ့ပြည်သူတွေကအဆပါပေါ့နော် သူကအဆင်မပြေတဲ့သူတွေရှိတယ်အဆင်ပြေတဲ့သူတွေရှိတယ်ဒါပေမဲ့အဆင်မပြေတဲ့သူကလည်းပေးခြင်းတယ်မဟုတ်နည်းနည်းတော့ပေးလိုက်ရမှာသူကပေးကိုပေးခြင်းတယ်ဘောနော်အဲသူထောက်ပံ့ခြင်းတယ်သူကူညီခြင်းတယ်အဆင်ပြေတဲ့သူကလည်းဒါပြင်ပြေတလောက်ပေးတယ်အဲသူများဒါဘလောက်ဘလောက်ဆိုပြီးတတ်မှတ်ထားတာမဟုတ်ပေမဲ့ဘောသူကသူဘလောက်တတ်နိုင်တယ်တတ်နိုင်တဲ့လောက်ကိုသူပေးပလိုက်အဲအဲ့လိုပုံစံမျိုးကြီးလည်းမြင်ရတော့ဒါလူလူထောက်ခံမှုလည်းအပြည့်ဝရထားတယ်လို့ပြောရမယ်ဆရာမရ